င်းသရမြို့နယ်အတွင်းမှာအေယာဝတီမြေကြီးဟာစိုးရိမ်ရေအမှတ်ကိုနောက်တစ်ကြိမ်ကျော်လွန်ရောက်ရှိလာပြီးဖြစ်တဲ့အတွက်မြေကမ်းဘေးနေထိုင်သူတွေနဲ့ကိုင်းဆိုင်တောင်သူတွေသတိထားဖို့ဟင်းသရခရိုင်မိုးလီဝသနယ်ဇလဖေဒါညွှန်ကြားမှုဦးစီးဌာနကပြောပါတယ်ဒီသတင်းကိုတော့ဒေါက်ခင်မင်းစောကပေးပို့ထားတာပါစတေမလာစတေရဲ့နေ့နေ့လယ်၁၂နာရီခွဲတိုင်းတာကျေရဟင်္ဒရာမြို့နယ်အတွင်းမှာ ARD ပြည်ဟာစိုးရိမ်ရေမဲ့၄၄ပြည်ကိုတော်လွန်ပြီး၄၄.၆တုံးရပြည်ရောက်ရှိနေတဲ့အတွက် မြေကမ်းပနေထိုင်သူတွေကိုသတိပေးပြောကြားလိုက်ကြပါဒီမြေကနေဘေးမှာနေထိုင်တဲ့ပုံကိုယ်တွေအိမ်ဟလာပုံကိုယ်တွေအားဆိုလို့ရှိရင်တော့အမြဲတည်းသာဖို့တော့ယူပါတယ်ဒီနေထားမှာနောက်ပြီးတော့နောက်တစ်ခါအကိုင်းဆိုင်တောင်သူတွေကိုအထူးသဖြင့်ပြောချင်တာကတော့အကိုင်းဆိုင်တောင်သူတွေကအလာသူတို့ကအကိုင်းတွေကိုဒီရာကြီးကအကိုင်းချင်းရာကြီးဖြစ်နေကြပြီးတော့သူကဆင်းရှင်နေကြတယ်ဒါမှမဟုတ်သူတို့ကတော့ပြောလို့ဒါလောလောဆယ်မလောပါနဲ့ဟို ဒီအနေထားကိုကြည့်ပြီးမှပြန်ကြားတဲ့အချိန်မှာမှကျွန်တော်တို့မိုးလေဝသနဲ့သရဝိဒာညှိနှိုင်းမှုဦးစီးဌာနကိုမင်းများစုံစမ်းပြီးတော့မှကင်ဆိုင်တောင်းပြီးပြန်ပြီးတော့အဲ့ဒါဆင်းသေးခြင်းပါလေဒါမှသာသူတို့ရဲ့ညိုးတွေဆုံရှုံမှုတွေသက်တာမှဖြစ်ပါတယ်။တရားရင်ပြပိုင်းချင်းနေပိုင်းဒေသတွေမှာစိုးရိမ်ရေးမဲ့အထက်ရောက်ရှိနေတဲ့အတွက်မြေရေးဆက်တက်ဖို့အလားအလာရှိနေတာကြောင့်အခုလိုသတိပေးပြောကြားခဲ့တာပါ။ တရားရင်ပြည်ဟာဟင်္ဒရာမြို့မှာတနေ့ကိုလေးလက်မလောက်မြင့်တက်လာနေပြီးနောက်၅ရက်အတွင်းဟင်္ဒရာမြို့ရဲ့ကျောင်းရည်ရိမ်မဲ့အထက်တပေခွဲလောက်မှာချိန်နေမယ်လို့ခန့်မှန်းထားပေမဲ့ပြီးခဲ့တဲ့အောက်ဂုလကရောက်ရှိခဲ့တဲ့တန်ချိန်တင်ရိမ်မဲ့ထိတော့မရောက်နိုင်ဘူးလို့ပြောပါရယ်156စင်တီမီတာအထိတော့မရောက်နိုင်ပါဘူးဒီကတော့လောလောဆယ်ကတော့ဒီကတော့ဒီဒီကတက်နေတဲ့အနေအထားကတော့ချင်းချင်းချင်းပြက်လာတာပဲသူက ။အောက်ကုတ်လာသမိုင်းကစံချိန်တွေရေမဲ့1456စင်တီမီတာ54.15တွေကိုရောက်ရှိခဲ့ပြီးဟင်းဒရာမြက်နယ်တွင်းကတရအုပ်စု22အုပ်စုတွေကရွာပေါင်းတရာကျော်နဲ့လူဦးရေ4000ကျော်ရေပေးသင့်ခဲ့ရပါတယ်။ကျမခင်မင်းစပါရှင်။